ဒီကိုခွဲခြားဖို့ယူသွားပါဦးမယ်ထေရီပန်ထွားဆိုတဲ့နာမည်ကံသင်္ကန်းဝတ်တယောက်ကိုဒီနေရာနေပဲထဲကျမအနေနဲ့ပြောရတော့မယ်နော်ဒီမှာဆရာလေးကိုဒီမိသားစုကတော့အုံဒီကိုလှူလိုက်ပါလေတဲ့လှူလိုက်တာလားဟုတ်ပါဘူး တူလိုက်ပါပြီတဲ့မိစ္ဆာဒိဋ္ဌိယူဝါဒတွေကိုဆုံးလွတ်လိုက်ပါပြီတဲ့မိစ္ဆာဒိဋ္ဌိယူဝါဒကိုလည်းဆုံးလွတ်လိုက်ပါပြီတဲ့ဒီမိသားစုတွေကကဲဆရာလေးကတော့အုံးကြီးကိုခွဲစားဖို့ယူသွားပါဦးမယ်လို့နော်အားလုံးမတကာတော့မှလည်းအယူမှန်လို့ရှိရင်မိမိရဲ့စိတ်တွေကကြည်လင်ခြင်းကိုရပါလိမ့်မယ်လူဘောရဲ့မေတ္တာဒါဆိုတာစိတ်မှန်တဲ့သာသနာမှာစိတ်မှန်သောအကျင့်ကောင်းတွေနဲ့နေထိုင်ခြင်းဖြစ်တယ်မိမိရဲ့အကျင့်ကောင်းခြင်းမြတ်ကတာနဲ့မိမိကိုကောင်းကျိုးပေးတယ်အခုတော့လက်ခံသွားပြီပါကဲဟုတ်ပြီနော်ကဲရပြီအုံးကြီးကိုခွဲစားဖို့ ယူသွားပါဦးမယ်ထေရီပန်ထွားဆိုတဲ့နာမည်ကံသင်္ကန်းဝတ်ပြောက်ကိုဒီနေရာနေပဲထဲကျမအနေနဲ့ပြောရတော့မယ်နော်သူ့ကိုကျမကြည့်ရတာတော့သူဟာအုံသီးတဲ့တရားကောင်းနေများပဋိပက္ခဖြစ်ခဲ့ဘူးသလားမသိဘူးเนาะဒီအုံသီးတစ်ခုတည်းကိုတာဂတ်ထားပြီးတော့သူရန်ရှာနေတယ်ဆင့်ကိုစွန်းလောင်းမဲ့စွန်းလူမဲ့လောင်းလူသားမဲ့လူတွေရဲ့မေတ္တာကိုရှင်ကအရင်မယူဘဲနဲ့မေတ္တာတုံးအောင်ရှင်အရင်လုပ်နေတာ။နဲ့ယုံကြည်တဲ့သူတွေကို ဒါမိစ္ဆာဒိဋ္ဌိလို့ပြောရတယ်ဆိုလို့ရှိရင်ရှင်တော့ကတက္ကာယဒိဋ္ဌိဖြစ်တာရှင်တော့တခုတခုဆိုရင်ဥမာအပြည့်အုံသီးရတဲ့ကိုးကွယ်တယ်ကျမတို့ကအုံသီးကိုးကွယ်နေတာမဟုတ်လေအုံသီးကိုကိုးကွယ်လို့ရှင်ကထင်တယ်ဆိုလို့ရှိရင်ရှင်ကိုးကွယ်နေတဲ့အုပ်ပုံကြီးတွေလို့အယုတ်ကြီးတွေပေါ့အင်္ဂရယုတ်ကြီးတွေကြီးယုတ်ကြီးတွေရွှေယုတ်ကြီးလို့ရှင်ကကိုးကွယ်တာလားလို့ကျမကမေးလိုက်မယ်ဒီရှင်ကလင်နာယူပြီးတော့သီလရှင်ကိုထားတာပဲရှိတာလေရှင်ကကျမကြည့်ရတယ်လို့ရှင်အုံသီးတွေတရားဝင်မှရှင်မရငယ်ခံဘူးလားမထိန်ချစ်ခံဘူးလားမသိဘူး ဗုဒ္ဓဘာသာကိုးကွယ်တဲ့နတ်ယုံကြည်သူတွေကိုရှင်ကအနိုင်နေပါဘူးလို့ချစ်ကျင်နေရတာဆိုနတ်ယုံကြည်တဲ့လူတွေကိုရှင်ကဝေဖန်ပုတ်ခတ်တယ်ဆိုတော့တခြားဘာသာဘာသာတွေကိုကိုးကွယ်နေတဲ့လူတွေရောရှင်နေနဲ့အမြင်ဆောင်နေမယ်ဆိုတာအရန်တိတာတော့အားကြီးပါတယ်အဲ့ဒါဆိုမိစ္ဆာဒိဋ္ဌိကိုသူတို့တွေကကိုးကွယ်နေတာလားဒီလိုပြောလို့ရတဲ့ခက်မဟုတ်တော့ဘူးအရှင်ပါရှင်ရှင်ကျောင်းထဲမှာရှင်နေရှင်အုံဒီနတ်အုံဒီမဆွဲရတော့ဘူးလေယုံကြည်တဲ့လူတွေရှင်ဘာလို့လိုက်ပြီးပြဿနာရှာပြီးရန်နေလုပ်နေရတာလဲဘာတွေပို့ပြီးထူသွားမှာလဲဘာတွေပို့ကောင်းလာမှာလဲဒီအုံဒီပြဿနာမပြီးတော့ဘူးလား အုံတိပြဿနာမပြီးတော့ဘူးလားဆိုတာတစ်ချိန်လုံးဒီအုံတိနဲ့ပဲပြဿနာဖြစ်နေဆိုတော့ဒီအုံတိပြဿနာမပြီးတော့လားအခုကအတန်းချင်းလိုချင်လို့ like များချင်လို့လုတ်တဲ့ပုံစံလိုမျိုးဖြစ်နေပြီရောဟုတ်လားအတန်းချင်းလိုချင်လို့ like များချင်လို့လုတ်တဲ့ပုံစံလိုမျိုးဖြစ်နေပြီအုံတိဆိုတာစားရမယ်လေလူတိုင်းသိတယ်လို့ပြောပြီးသားမွေးတဲ့ရဘာသူမဆိုဟုတ်လားဖေးအမေကဒီအုံတိစားရတယ်ဆိုတာခွဲစားရဆိုတာလူတိုင်းကပြောပြီးသားဘာသူမှအုံတိကိုအလုံးလိုက်မျိုးမချောက်ဆိုလဲသိတယ်လို့ပြောပြီးသားနော်သူ့နေရာနဲ့သူတင်းတင်းလျောက်ပဲဆိုတာဗောဟုတ်တယ်လားထမင်းဆိုတာစားရမယ်တည်းလေဒါမဲ့ဆုံးတော့မကပ်ဘူးလား တရတီးဆိုလည်းစားရမယ်တဲ့လေဒါမဲ့ဆုံးတော့မကပ်ဘူးလားဒီလိုပဲလေဟုတ်တယ်ဟဲ့လားပြောချင်တာကနော်တရတီးဆိုတာခွဲစားရမယ်တိတယ်ဒါမဲ့ယိုထိုးကြတာပဲတချို့ကသူ့ညံနေသူသူ့အသုံးဝင်ပုံနဲ့သူပေါ့ဟာပဲနဲ့လွန်လာပြီးတော့အတန်းချင်းလို့ကျင်လို့တက်တက်ကြီးလိုက်လုံနေမှန်းတိတာနေတယ်ဒီကိစ္စကြီးကတချိန်လာလဲဒီအောင်ဒီတချိန်လာလဲဒီအောင်ဒီအုံဒီခွဲစားခြင်းလည်းပြောအဲ့ဟိုမှာဗာလဲတငင်းကုန်းသေးနော်ဒီရန်ကုန်အင်းစိန်တငင်းကုန်းသေးမှာအုံဒီတွေပေါ်တယ်ဝဲလူပေးမယ်အဲ့ကုံအောင်ထိုင်သားမှာတထိုင်နေနော်ခွဲစားမယ်လဲတည်းခွဲပြီးကျွေးမှာ အဲ့လွန်လာပြီရဲ့တခုလည်းမဟုတ်နှစ်ခုလည်းမဟုတ်တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ဒီအုံဒီကိစ္စပဲဖြစ်နေတာဖြစ်နေအုံဒီဆိုတာတိပိတာလေလူတိုင်းစားရတယ်ခွဲစားရတယ်ဆိုတာတိပိတာဘသူအလုံးလိုက်အချစ်တက်တက်မှာမျိုးချနေတာတွေ့လို့တော့ဘသူကရောဒီအုံဒီကိုကိုးကွယ်နေပါလေလို့ပြောလို့တော့ကဲပြောအုံဆွဲထားတဲ့အိမ်ကဘယ်အိမ်နဲ့ဒီအုံဒီကိုကိုးကွယ်နေပါလေလို့ပြောလို့တော့ပြောကြည့်ပါဦးဘယ်အိမ်ကပြောတာတွေ့ဘူးလို့တော့လို့နော်ဒီအုံဒီကိုကိုးကွယ်နေပါလေလို့ဘသူကပြောတာမြင်ဘူးလို့လဲကြားဘူးလို့လဲ ဘာလဲမသိရိုးရဆိုတာသူ့ရိုးရနဲ့သူရှိတယ်ဟာလူမျိုးတိုင်းဘာသာတိုင်းเนาะလူမျိုးတိုင်းဘာသာတိုင်းသူ့ရဲ့အရက်ဒေတာတိုင်းမှာသူ့ရိုးရနဲ့သူဆိုတာရှိတယ်လုံလုံးတာဘောတလောက်ကြီးကြတော့ဒါဘယ်အတန်းချင်းလိုက်ချာနေအတန်းချင်းချခံခြင်းတဲ့လူတွေကလည်းအဲ့ဒီဟာအဲ့ဒီကိစ္စကိုတတက်ကိုအဲ့ဒီကိစ္စကိုပုံဖော်တယ်ဟိုကလည်းအတန်းချင်းလို့ကျွန်တော်အဲ့ဒီကိစ္စနဲ့တန်းချင်းချတယ်အဓိကဒါပဲချင်းချင်းလင်းပြောရရင်တခြားဟာတင်နေလိုက်ပြီးတော့လဲ တရားချလို့ရတယ်အများကြီးရှိပါတယ်ဒီအုံဒီတလုံးနေနဲ့ဂျာမနော်တော်တော်အုံဒီပြဿနာတော်တော်အရေးကြီးနေတာငါမပြောချင်တော့လို့တော်ရုံးကအုံဒီခွဲစားတာလူတကာသိနေကိစ္စတော်ကြီးပေါ့အဲ့ဒါမှလိုချင်လဲပြောလိုက်ဝယ်ပြင်းမယ်လူလဲလူနိုင်တယ်အုံဒီဘိုးကတော့ ပေတော်ရုံတင့်ုံမဲကောင်းနေလောကမှာသူ့ညာနဲ့သူသူ့ညာသူအတုံးဝင်တာချင်းလဲသူ့ညာနဲ့သူရှိတယ်ဟဟလာတင်းတင်းလျောက်ပတ်စွာရှိနေပြီးသားပဲဘယ်သူမှဒီအုံတီကိုကိုးကွယ်ပါနဲ့လို့မပြောတာမပြောတာဘယ်သူကပြောလဲအေးငါတို့ကဒီအုံတီကိုကိုးကွယ်နေတာဒီအုံတီရတကိုးကြီးလို့ငါတို့ကဒီအုံတီကိုငါတို့ကကိုးကွယ်တာဖះရစင်မှာထားပြီးငါတို့ကိုးကွယ်နေရပါလို့ဘယ်သူကပြောလို့တော့အုံတီဖះရစင်မှာတင်တာကိုတွေးလို့လားသူ့ညာနဲ့သူလေးလုံလာပြီးတော့အခုကတည့်ရတည့်ရလုံကြီးတစ်ချိန်လာလဲဒီအုံတီပြက်နာတစ်ချိန်လာလဲဒီအုံတီပြက်နာ းသီးလိုခြင်းနေလဲဆိုလဲပြောလှူမှာနော်အခုက attention ချခြင်းမန်တိတာလာပြီလိုက်ကြခြင်းလို့တသက်ရိုက်နေမှအဲ့လိုတိတာလာပြီတဖြည်းဖြည်းနဲ့မျက်စိရေမြင်ရတာအဆင်မပြေတော့ဘူးဒီကတော့ဘောဂဘာသာအိမ်တိုင်းတို့မှာဖေကအုံသီးကိုကိုးွယ်ပြီးတော့အဲဦးနဲ့ဆိုပြီးတော့ပြောနေတာတွေကိုတွေ့ရပါတယ်ဖေကအုံသီးကတကယ်အဲဦးနဲ့လားဖေကတကယ်လို့မဟုတ်ဘူးဆိုရင်အဲဦးနဲ့ကဘာလို့ပါလဲဖေကအဲဦးနဲ့ဆိုတော့တကယ်ရောရှိပါသလားဖေကအုံသီးတွေဘာတွေဆိုတာအုံပွဲတွေငပြောပွဲတွေဟို ဒီဘက်နဲ့ပြောဖြစ်တယ်38 main တွေပေါ့နော်အဲ့ဒါတွေကလွဲမှားနေတဲ့ဥစ္စာတွေဖြစ်တယ်လေဒီ net တွေဆိုတာက မရှိတာမို့ရှိတယ်ဒါပေမဲ့အခုမြန်မာတွေပြောနေတဲ့ကိုကြီးကျော်တို့မနဲလေးတို့နော်အနိုင်ကတိုင်းမေတော်တို့နော်ရှူဖြင်းကြီးရှူဖြင်းလေးတို့စသည်ဒါတွေကအစိမ့်တွေစိမ့်တွေဆိုတာတင်းအခုငရေကြိုင်လဲကြမကြိုင်လဲပိတ်တာဖြစ်နေမှာပဲလေအဲ့ဒါကိုမြန်မာတွေကစိတ်ကူးနဲ့ရမ်းစာပြီးတော့ net လို့ပြောနေတာလေ ူတို့လက်သမိုင်းတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဟိုအယက်သမားတွေဖြစ်တယ်ဂျာကူလီသူများမရကိုစော်ကားပြီးတည်သွားတဲ့ကောင်တွေပဲရှိတယ်ဆိုတော့အဲ့ဒီလိုဘာမှသီလမလုံတဲ့သူတွေကလက်ဖြစ်နေတယ်ဆိုလို့ရှိရင်ဟိုလိုငါးပါးသီလဘာလို့ထိနေဦးမှာလဲဟုတ်တယ်လားအဲ့တော့လက်မဖြစ်တဲ့လူတယောက်မှရှိမှာမဟုတ်တော့လောကမှာငမူးနေနေဖြစ်နေမှာပဲလीစဉ်းစားတော့စဉ်းစားတော့ကြောက်တယ်လို့ဟိုမြန်မာပြည်ကနေလည်း38မိနစ်ကတော့လက်မဖြစ်နိုင်ဘူးပေါ့ခုနကပြောတဲ့အိမ်ဦးနဲ့ဆိုတာကသူတို့ဘာကိုကြည့်ရလဲတော့ဦးနဲ့မပြောတတ်ဘူးပေါ့နော်ဟုတ်လား ုံးပွဲတွေငပြောပွဲတွေကတော့ဒါနဲ့နဲ့မဟုတ်နိုင်ဘူးလေနဲ့မဆိုင်ဘူးဒါကတော့ဘယ်နဲ့ကိုတို့ရည်ရွယ်ဘူးဆိုတော့မပြောတတ်ဘူးပေါ့အဲ့တော့အိမ်ဆောင်နဲ့ဆိုတော့ရှိတယ်နော်အဲတောင်ဆောင်နဲ့အိမ်ဆောင်နဲ့ဘွာဆောင်နဲ့ဆိုတော့ရှိတယ်ဒါပေမဲ့အဲ့ဒီနဲ့ကလည်းငပြောပွဲအုံးပွဲနဲ့ပူဇော်ပတ်သားရတဲ့နှမျိုးလည်းမဟုတ်ပါဘူးနော်ဟိုမေတ္တာပို့အမျှဝေရမယ်လက်တီသားဖြစ်ပါတယ်နော်လက်တီဆိုတာဥစ္စာကိုကိုယ်ဝေရမယ်နှမျိုးမဟုတ်ဘူးဥစ္စာဖရာတရားတန်ခါနော် ဘုရားတရားတန်ခါသူကလည်းရင်ကိုယ့်ဝေရအဆက်ဖြစ်တယ်လေ။တဲ့နဲ့နတ်တွေကတော့ဦးဇင်းတို့ပူဇော်ပတ်တာမနဲ့မဟုတ်ဘူး။မေတ္တာပို့အမြဝေရမယ်နတ်တာဖြစ်တယ်။အဲ့တော့တကယ်တကယ်နော်အိမ်ဦးနဲ့ဆိုတာကတော့မိမိရဲ့အိမ်ထောင်ဦးစီးတာဖြစ်တယ်ပေါ့။အိမ်ထောင်ဦးစီးတာလည်းရင်ကိုယ့်ရဲ့မိသားစုကိုပြည့်တဲ့အောင်ဖြစ်ရှင်းပေးတာလေ။ပူဇော်ပတ်တာရှင်လည်းဆိုကိုယ့်အိမ်ထောင်ဦးစီးဖြစ်တဲ့တကာကြီးကိုပဲမပြောဘဲဝင်နေကြတော့တင်တယ်ပေါ့နော်နေစဉ်နေစဉ်။အဲ့တော့ဆိုလိုတာကတော့ကိုယ့်မိသားစု ဘဝဆိုပြေးရေးကိုဒီနက်ကဘာမှမလုပ်ပေးနိုင်ဘူး။အိမ်တော်ဦးစီးဖြစ်တဲ့တခါကြီးတာလည်းလုပ်ပေးနိုင်တာဖြစ်ပါတယ်နော်။တကယ်ကြောင့်ခေစကားနဲ့ပြောမယ်အိမ်အိမ်တော်ဦးစီးတာလည်းဒါအိမ်နဲ့လိုပဲပြောတင်ပါတယ်။အရှင်ဖေရအိမ်မှာအိမ်တွင်းနဲ့မရှိပဲနေလို့ရပါသလားဖေရမသိလို့ပါတဲ့။နတ်ဆိုတာကိုအရင်ပြောမယ်နော်။နတ်ဆိုတာနာထဆိုတဲ့ပါဠိကလာတယ်လို့ဝဟာရလိနတ်ထဒီပဏိကျမ်းမှာဆိုပါတယ်။နာထဆိုတဲ့အတိတ်ဘယ်က ကိုယ်ခွေရအားထားရလို့အထိပ္ပယ်ရပါတယ်။နတ်က၃မျိုးရှိပါတယ်။နတ်၃မျိုးကဘာတွေလဲဆိုရင်၁ဖျားပစ္စေကဗုဒ္ဓယဟန္တာများဖြစ်ကြသည့်ဝိတုဒ္ဓိနတ်၂နတ်ပြည်၆ထက်နှင့်ဗြဟ္မဘုံ၂၀၌ဖြစ်ကြသည့်ဥပပတ္တိနတ်၃ရှင်ဘယင်မိဘရစတဲ့သမုဒ္ဒိနတ်တို့ပဲဖြစ်ပါတယ်။ဖော်ပြပါနတ်၃မျိုးထဲမှာဖျားပစ္စေကဗုဒ္ဓယဟန္တာများဖြစ်ကြသည့် ဝိတုဒ္ဓိမြတ်များကိုတော့ကိုလဲကိုကွယ်ကောင်းပါတယ်အားလဲအားထားကောင်းပါတယ်ဥပပတ္တိနတ်နဲ့သမှုတိမြတ်တို့ကိုတော့မကိုကွယ်ကောင်းပါဘူးအားထားလို့တော့ရပါတယ်အဆိုပါနတ်သုံးမျိုးထဲမှာအိမ်တွင်းနတ်တို့ကိုကြီးကျော်တို့မနှဲလေးတို့ဥရှင်ကြီးတို့မြင်းဖြူရှင်တို့စတဲ့ပုံကိုယ်တွေမပါပါဘူးเนาะဘာကြောင့်မပါတာလဲဆိုရင်နတ်မဟုတ်လို့ပဲဖြစ်ပါတယ်နတ်မဟုတ်ရင်ဘာတွေလဲဝိမာနိကပြိတ္တာတွေပဲဖြစ်ပါတယ် ဝိမာနိကပြိတ္တာတွေကိုဂိုင်းစရာတချို့ကနတ်ဆိုတဲ့အမိတက်လိုက်တဲ့အခါမှာဗုဒ္ဓဘာသာဝင် တချို့ကမျက်စိလဲသွားကြတာဖြစ်ပါတယ်။ဒါကြောင့်အိမ်တွင်းနတ်တို့ကိုကြီးကျော်တို့မနှဲလေးတို့မြင်းဖြူရှင်တို့ဥရှင်ကြီးတို့စတဲ့ပုဂ္ဂိုလ်တွေဟာနတ်မဟုတ်ပါဘူး။ဝိမာနိကပြိတ္တာတွေပဲဖြစ်ပါတယ်။အဲ့ဒီလိုဝိမာနိကပြိတ္တာတွေကိုအိမ်မှာထားပြီးကိုးကွယ်စရာမလိုပါဘူးနော်။အိမ်မှာထားပြီးတော့ကိုးကွယ်မယ်ဆိုရင် တရဏဂုံပြတ်တတ်ပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့တွေမှာကိုယ်ကွယ်ခံထိုက်တဲ့ဂုံမရှိလို့ပဲဖြစ်ပါတယ်။ဒါကြောင့်အိမ်မှာထားเสียရမလိုပါဘူးเนาะ။ဒီလိုပြောလို့တချို့ကရှေးထုံးကိုပယ်တယ်ဆိုပြီးပြောကောင်းပြောကြပါလိမ့်မယ်။ရှေးထုံးဆိုတဲ့နေရာမှာကောင်းကျိုးဖြစ်တဲ့ရှေးထုံးဆိုရင်တော့မပယ်ဘဲထားရမှာဖြစ်ပါတယ်။ကောင်းကျိုးမပေးတဲ့ရှေးထုံးဆိုရင်တော့ပယ်တဲ့ကပယ်ရမှာဖြစ်ပါတယ်เนาะ။အဲ့ဒါလေးကိုတော့သိထားဖို့လိုပါတယ်။ တော်ဘဲကိုခံယူတဲ့နှက်တွေရှိကြတယ်မြမပြေပါလဲဆိုရင်အိမ်ဒီမှာအုံသီးဆွဲကြတယ်ပူဇော်မှုလေးတွေလုပ်ကြတယ်ပေါ့ဒါနှက်ပူဇော်တာဟာနှက်ကိုခွဲတာနဲ့မဆိုင်ဘူးနော်နှက်ကိုခွဲတာမျိုးပြောတာမဟုတ်ဘူးပူဇော်တယ်ဆိုတဲ့အတိတ်ပဲကအလေးထားတယ်ဟိုကျွေးမွေးတယ်ပေးကမ်းတယ်ဆိုတဲ့အတိတ်ပဲမျိုးရောက်တယ်ကိုခွဲတယ်ဆိုတာတော့ သူပြောသမီးအကုန်လုံးထားပေါ့သူစကားပဲအကုန်နားထောင်နေဆိုတော့မှကိုယ်ခွက်တာဆိုပါစို့ကိုယ်အိမ်အဲ့ဒဲလာလို့ရှင်ဘယ်သူဝဲလာလာထမင်းတန်ထမင်းကော်ဖီတန်ကော်ဖီဆိုပြီးအဲ့ခံကြတာအဲ့ဒီအဲ့ခံတာလဲပူဇော်တယ်လို့ခေါ်တာပဲဟောစပါးမကိုယ်လာတဲ့အဲ့ဒဲကိုကိုကအဲ့ခံနဲ့ကြွေးမွေးတယ်ဆွမ်းရှော့တယ်အဲ့ဒါလိုပဲ ကိုမမြင်ရတဲ့နတ်တွေထုံနှံစင်လားလုံးနေတဲ့နတ်တွေရဲ့မေတ္တာကိုလည်းရယူအောင်ဝတ္တရားမပြတ်နေနေဖို့လိုအပ်တယ်လို့ဆိုလိုတယ်နော်ဝတ္တရားမပြတ်သူတို့ကိုအတိမတ်ပြုပြီးတော့ပူဇော်နေရချပူဇော်မှုကိုပေးရမယ်ဘယ်သူပဲဖြစ်ဖြစ်လူဆိုတာတရားဆိုတာတရိษံကအစပဲ။ စဉ်းစားကြည့်နေခွေးတောင်မှပဲကိုကနေမေတ္တာရှိပြီးတော့သူ့ကိုကျွေးရမွေးရဆိုလို့ရှင်ကို့ပေါ်မှာသူမေတ္တာတည်းရောက်တာပဲနော်မေတ္တာတည်းရောက်တာအဲ့တော့တရိษံကောင်တရိษံကတောင်မှပဲအမတန်ရင်ပြတဲ့ကြာကြီးတွေဟာစာနော်ချင်းသေးတွေဟာစာမွေးထကြတာတွေရှိတယ်အဲ့ဒါတွေဟာကိုကမေတ္တာတည်းရောက်ပြီးတော့ နေလို့ရှိရင်သူတို့မိတ္တာအပြန်လန်တော့လာတာပဲအလုံးလားအဲ့တော့လူတွေဆိုပဲမလားပဲရှိမလားကိုမမြင်ရတဲ့နတ်တွေကလည်းပဲအဲ့ဒါလို့ကိုယ့်ကိုမိတ္တာတုံ့ပြန်မယ်ဆိုတာကိုသဘောပေါက်ရမှာပဲနော်မြင်ရတဲ့တရားရှိသလိုမမြင်ရတဲ့တရားတွေရှိတယ်သေယုစင်လာပူဇော်ပွဲကိုခံယူတဲ့နတ်တွေရှိကြတယ်